Star Channel ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့စပင်ဖြူရာကို ပြန်ကောင်းအောင်လုပ်နိုင်ပွဲရှိကြောင်းသိပ္ပံပညာရှင်များရှာဖွေတွေ့ရှိရဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်နယူးယောက်တက္ကသိုလ်ရဲ့ common sense ပညာကျောင်းက သူတေသနအသစ်တစ်ခုအရာ စပင်ဖြူရာဟာတချို့သောပေမတ်ဆေးတွေအလုံးလုံးပုံပေါ်မှုတီးပြီးပြန်လည်ကောင်းမွန်နိုင်တယ်လို့ညွှန်ပြနေပါတယ်။ သူတေသနာပညာရှင်တွေကစပင်အယောင်ကိုထုတ်လုပ်ပေးတဲ့ဆဲတွေဖြစ်တဲ့မလနိုဆိုက်ဆန်းဆဲတွေဟာစပင်မွေးညင်ပေါက်ရဲ့နေရာတစ်ခုထဲမှာပိတ်မိနေပြီးအဲ့ဒီကနေအယောင်ထုတ်ခြင်းကိုတားဆီးနေရဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ပုံမှန်အားဖြင့်တော့ဒီပင်မဆဲတွေဟာစပင်မွေးညင်ပေါက်ထဲကမတူညီတဲ့အခန်းတွေကြားမှာရွေလျားသွားပြီးရင်ကျက်ကစပင်အယောင်ချေပစ္စည်းကို ထုတ်ပေးကြပါတယ်။ဒါပေမဲ့အဲ့ဒီဆဲတွေပြိမိသားတဲ့အခါသပင်ကအရှောင်မပါဘဲပေါက်လာပြီးဖြူသွားတာဖြစ်ပါတယ်။ နေထာသူတည်တနာချန်နယ်မှာဖော်ပြခဲ့တဲ့ဒီလ ీల မှုအရာကြွက်ဒီမှာဒီဆဲရီရဲ့လွေလာမှုကိုပြန်လည်ကောင်းမွန်အောင် လုပ်ပေးနိုင်ရင်သပင်အယောင်ချဲပစ္စည်းကိုဆက်လက်ထုတ်ပေးနိုင်ပြီးသပင်ဖြူတာကိုလည်းထိရောက်စွာပြန်လည်ကောင်းမွန်နိုင်အောင်လုပ်နိုင်ကြောင်းပြသခဲ့ပါတယ်။ ဒီသူတေသနာရဲ့အခြေအနေစုံစမ်းစစ်ဆေးသူမာယူမီအီတိုကမလနိုဆိုက်ဆန်းဆဲတွေမှာရှိတဲ့ပုတ်တင်ညိုလိုပုံစံပြောင်းနိုင်တဲ့အလုံးလုံးဆောင်နိုင်စွမ်းဆုတ်ရှုံသွားတာဟာသပင်ဖြူလာတာနဲ့သပင်အယောင်ဆုတ်ရှုံရတဲ့အကြောင်းရင်းလည်းဖြစ်နိုင်ပါတယ်။တကယ်လို့ကျွန်တော်တို့သာဒီဆဲတွေကိုပြန်လဲရေရှားနိုင်အောင်ကူညီပေးနိုင်ရင်သပင်ဖြူတာကိုရပ်တန့်စေနိုင်တယ်လို့ပြန်ကောင်းအောင်တော့လုပ်နိုင်ပါတယ်လို့ပြောပါတယ်။ ဆပင်ဖြူတော်ကိုပြန်ကောင်းအောင်လုပ်နိုင်ပွဲရှိကြောင်းတိတ်ပင်ပညာရှင်များရှာဖွေတွေ့ရှိရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။